အဲ့ခါကြီးပြောနော်ချစ်စိတ်မွန်နေပြီးဆုံးဖြတ်ချက်အမာရီကိုချနေတဲ့ဆီယံဒီကနေ့မနက်ပိုင်းကမွန်ပြည်နယ်ပေါင်မြုံနယ်မှာနမဲကြီးတေယုဆောင်ဆီယရဲ့စီစံမင်္ဂလာပွဲဟာတတိုင်းပြည်လုံးရဲ့အယုံဆိုင်မှုကိုခံခဲ့ရပါတယ်ဆီယဟာသူ့ထက်အသက်25နှစ်တောင်ငယ်ရွယ်တဲ့ချစ်သူမယုံဝတီစောကိုတင်တောင်းခဲ့တာပါဒီအထိကတော့ချစ်ချင်းမြတ်တာကြီးလိုက်တာလို့ပြောနိုင်ပေမဲ့ဒီစီစံပွဲနဲ့တူထပ်ပေါ်လာတဲ့ဆီယရဲ့ဆုံးဖြတ်ချက်တွေဟာမိကွန်းထုတ်ဆရာပါပဲ ဆရာကသူချစ်သူအတွက်3500ချက်ကွန်ဒိုတခန်းတိုက်ခန်းနှခန်းစင်ရှိယဒနာတစုံစားတဲ့တမိုးကြီးပစ္စည်းတွေကို သူရဲ့အမှုပညာသက်တမ်းတလျှောက်စုဆောင်ထားခဲ့သမျှတွေကလုံးနဲ့တင်တောင်းခဲ့တာပါဒီလိုပုံစံမျိုးနဲ့အချက်ကိုဖော်ပြတာကိုချီးကျူးကြသလိုရှီကောင်းရှိနိုင်ပေမယ့်ကျမတက်ကတော့ဒီလောက်ကြီးကျယ်တဲ့ပိုင်းဆိုင်မှုတွေကိုအတန်ငယ်ရွယ်တဲ့ချက်သူတူအတွက်ရုတ်တရက်ကြီးစွန့်လွတ်လိုက်တာဟာမှန်ကန်တဲ့ဆုံးဖြတ်ချက်လို့မမြင်ပါဘူး အသက်အရွယ်ကကင်ကနဲတစ်ခုပါမယ်လို့ဇေယျကပြောခဲ့ပေမဲ့ဒီလိုအသက်အရွယ်ကွာခြားမှုများတဲ့ဆက်ဆံရေးတွေရဲ့ထုံစံတိုင်းတည်မြဲမှာမဟုတ်ပါဘူး။ဒါပြင်အချက်ကိုဒီလိုပြစ်စီအောင်စာရင်းနဲ့တိုင်းတားလို့ရပြီလားဆိုရက်ဝေဖန်သံတွေလည်းကြားနေရပါတယ်။နောက်ထပ်အဓိကအငင်းပွားဖွဲ့ဖြစ်လာတာကတော့ဇေယျရဲ့နှုတ်ပညာလမ်းကြောင်းပဲဖြစ်ပါတယ်။ဇေယျဟာသူ့ရဲ့ချစ်သူကတေယုဆောင်းနာကိုမကြိုက်တဲ့အတွက်ရုပ်ရှင်လုံးဝမရိုက်တော့ဘဲပရိုဂျူဆာဖြစ်ပြောင်းလဲလုပ်ကိုင်းတော့မယ်လို့ပြောပြခဲ့ပါတယ်။ တရချက်ကတော့ပြည်သက်တွေကိုတကယ်စိတ်ပြတ်စေပါတယ်။ဇေယျဆိုတာနှစ်ပေါင်းများစွာသူ့ရဲ့ကြိုးစားအားထုတ်မှုတွေသူ့ရဲ့အရေးချင်းတွေနဲ့ပြည်သက်တွေရဲ့အားပေးမှုကြောင့်ဒီနေရာကိုရောက်လာခဲ့တဲ့အမှုပညာရှင်တရားပေါင်းသူကနေပညာနယ်ပယ်မှာမြင်ချင်းအားပေးချင်တဲ့ပရိသတ်တွေတောင်းတဲ့ချီရှိနေရကိုစစ်သူတဦးတည်းရဲ့ဆန္ဒကြောင့်လုံးဝလစ်လျူရှိလိုက်တာဟာပရိသတ်ပေါ်ထားရှိတဲ့တာဝန်ယူမှုကိုလုံးဝမထောက်ထားတာပါပဲ။ မြေပညာရှင်တရားအနေနဲ့ပြည်သက်ကိုတန်မှုမထဘူးလို့ပဲကျမကတော့မြင်ပါတယ်။ခနာတာစိတ်ခန်းစားချက်တွေကိုဦးစားပေးပြီးအရေးကြီးတဲ့အတန်မှုဝန်ဆောင်တဲ့ပြည်သက်ကိုဆွန်လတာဟာရင်းချက်တဲ့ဆုံးဖြတ်ချက်မဟုတ်ဘူးလို့ပဲပြောချင်ပါတယ်။လက်ရှိအချိန်မှာတော့ဆီယာနေမယုံဝတီစော်ရရဲ့စိတ်ဆက်ပွဲတဲ့ဟာလူမှုကွန်ရက်မှာပြန်နှံနေပြီးဒီလိုအငင်းပွားဖွယ်ရာကိစ္စရတွေပေါ်ဘလို့စီရချေရှင်းမလဲဆိုတာဆက်လက်ဆောင်ကြရမှာပဲဖြစ်ပါရဲ့ရှင်။